ားလုံးပဲမင်္ဂလာပါခင်ဗျာတော်လန်နေ့တည်လေးပါခင်ဗျာတော်လန်မိဘပြည်သူများအားလုံးဒီနေ့တားလုံးမှာကိုယ်စိတ်နှပြကျမ်းမာရွှင်လန်းချမ်းမြေနိုင်ကြပါသည်ခင်ဗျာဒီကနေ့ဇွန်လ20ရက်နေ့မနက်ပိုင်းမှာရရှိထားတဲ့တော်လန်သတင်းတုံများကိုကျွန်တော်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ကြောက်ဖြူမြို့နယ်ပြိုင်းစစ်ကေရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုအာရခတပ်တော် A ကတိုက်ခိုက်သိမ်းပိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်ဘက်မှ စစ်ခွေးကောင်ကြီး90ထက်မနည်းတိတ်ဆုံးခဲ့ပြီးတော့အများပြား အရှင်ဖမ်းဆီးရမိတဲ့တရင်ပဲဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့အမှတ်32ရဲတပ်ရင်းကာခင်းစခန်းတစ်ခုဖြစ်တဲ့ပြိုင်းစစ်ကြီးကျေးရွာမှာရှိတယ်။အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုအာရခတပ်တော် AA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားခွေးကောင်ကြီး90ဦးထက်မနည်းတိတ်ဆုံးသွားခဲ့ပြီးတော့အများပြားကိုလည်းအရှင်ဖမ်းဆီးရမိခဲ့ကြောင်း အာရခတက်တော်အေသတင်းရင့်မြစ်ရဲ့ပြောဆိုချက်အရသိရှိရပါတယ်ခမညာ အကြံဘတ်စစ်ခွေးအင်အားတရာရှိတဲ့ပြိုင်းစစ်ကေကျေးရွာရှိအကြံဘတ်စစ်ကောင်စီတပ်စခန်းကိုအာရခတပ်တော် A ကအင်အားအလုံးကြီးနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြံဘတ်စစ်ကောင်စီရဲ့အမှတ်30နှစ်ရဲတရင်ကိုလည်းအာရခတပ်တော် A ကဝန်းရံပိတ်ဆို့နေ့စဉ်တိုက်ခိုက်နေကြောင်းအခုရက်ပိုင်းတွင်မှတိုက်ပွဲတွင်အကြံဖတ်စစ်ကောင်စီဘက်မှစစ်ခွေးကောင်ကြီး90ဦးထက်မနည်းကိုရှင်းလင်းနိုင်ခဲ့ပြီးတော့ အများပြားအရှင်ဖန်းစီရောက်မိခဲ့ကြောင်းသိရှိရပါတယ်ခမညာကြောက်ရွံ့မြို့နယ်မှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့တစ်ခုစစ်ကူပေးဖို့နိုင်ရင်မရှိစေရန်အတွက်အာရခတပ်တော် A ကအဖက်ဖက်မှဝန်းရံပိတ်ဆို့ဖျက်တောက်ထားကြောင်းအာရခတပ်တော် A ရဲ့ကြောက်ဖြူမျိုးသိမ်းတိုက်ပွဲတွင်မှစစ်ကောင်စီရဲ့နှမ်းဖဲတောင်တပ်စခန်းမင်းတပ်တောင်တပ်စခန်းနဲ့လိတ်ခမော်တပ်စခန်းတို့ကိုတိမ့်ပိုက်ထားရှိပြီးတော့လက်ရှိမှာ အမှတ်30ရဲတပ်ရင်းကိုလည်း ဥတည်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်ခမညာအဆိုပါကြောက်ကျူတိုက်ပွဲကိုအကြံဖတ်စစ်ကောင်စီစစ်တပ်ကကြီးရီလီတုံးခုစလုံးနဲ့အလုံးရင်ခုခံတိုက်ခိုက်နေတော်လဲအာရခတက်တော် A ကစည်ရေးအသာစီရရှိနေကြောင်းရခိုင်ပြည်စည်ရေးသုံးသက်သူများရဲ့ပြောဆိုချက်အရသိရှိရပါတယ်ခမညာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ရှေ့တန်းတိုက်ပွဲမှာတေဆုံးသွားခဲ့တဲ့အကြံဖတ်စစ်ကောင်စီတပ်သားမောင်စုရှင်ရဲ့တေဆုံးမှုသတင်းကို6လကြာမှာ ကျမ်းပတ်စစ်တပ်ကမိသားစုကိုအတိပေးခဲ့တဲ့အတွက်ကြောင့်မလို့6လတိုင်တိုင်နောက်ကြပြီးမှနာယီအင်းမြဝင်မှုလုပ်ခဲ့ရကြောင်းတိုက်ပွဲတွင်တိတ်ဆုံးမှုက66ပါးယောဂါနဲ့တိတ်ဆုံးတယ်လို့နာယီကြော်ညာမှာလဲလိမ့်လေဖော်ပြခဲ့ရကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာအခွေတိုင်းရှေ့တန်းတိုက်ပွဲမှာတိတ်ဆုံးသွားခဲ့တဲ့အကျမ်းဖတ်စစ်ကောင်စီတပ်သားမောင်စုရှင်ရဲ့တိတ်ဆုံးမှုသတင်းကို6လကြာမှအကျမ်းဖတ်စစ်တပ်ကမိသားစုကိုအတိပေးကား 6လတိုင်တိုင်နောက်ကြပြီးမှနာရေးအမြောက်ဝင်မှုလှုပ်ဆောင်ခဲ့ရကြောင်းကြက်ရည်သူမိသားစုထံမှသိရှိရပါတယ်ခမညာလှိုင်းတရာမြို့နယ်အနောက်ပိုင်း12ရက်ကွက်တွင်နေထိုင်တဲ့အသက်30ရွယ်မောင်စုရှင်ခဖိုးခွာကအထယ်ကျုပ်အလို့လောက်ကင်နေရာမှာအကျန်းဖက်စစ်ကောင်စီတပ်ရဲ့စစ်သားအဖြစ်မိမိသဘောဆန္ဒလျောက်ဝင်ရောက်သွားခဲ့ကြောင်းစစ်တင်နှန်းဆင်းပြီးနောက်မကွေတိုင်း6မြို့နယ်မှာရှိတဲ့တပ်မ88လောက်ခန်းခလာရ73မှာ စစ်မှုထမ်းခဲ့ရကြောင်းအဲ့ဒီနောက်အကြမ်းဖက်စစ်တပ်က၎င်းကိုရှေ့တန်းစစ်မြေပြင်သို့ဆေလွတ်ခဲ့ပြီးနောက်ယခုနှစ်ဇန်နဝါရီလတရက်နေ့မှာပဲတိုက်ဆုံးခဲ့ကြောင်းသိရှိရပါတယ်ခမညာမောင်စုရှင်ရဲ့မိသားစုကအဆက်အသွယ်ပြတ်တောက်သွား၍စုံစမ်းခဲ့တော့လေအကြမ်းဖက်စစ်တပ်ကတိုက်ဆုံးမှုသတင်းကိုအတိမပေးခဲ့ကြောင်းမောင်စုရှင်တိုက်ဆုံးပြီး6လအကြာတွင်မှအကြမ်းဖက်စစ်တပ်ကအတိပေးလာခဲ့တဲ့အတွက်အခုခါမှသာမိသားစုက6လပြည့်စွန့်တို့နိုင်ရေးတရားနာလောက်ရကြောင်း သိရှိရပါတယ်ခမညာ6လပြည့်စွန့်သွနာယီတရားနာဖိတ်ကြားရတွင်လဲရှေတန်းတွင်တည်ဆုံးသည်လို့ဖော်ပြခွင့်မရရှိပဲ66ပါးယောဂဖြင့်သာတည်ဆုံးတယ်လို့ဖော်ပြခွင့်ရရှိကြောင်းတက်သားမောင်စုရှင်တည်ဆုံးမှုအတွက်အကျန်းဖက်အာနာသိစစ်ကောင်စီစစ်တပ်ဘက်မှကြံ့ရည်သူမိသားစုထံသို့ထောက်ပံ့ခြင်းနဲ့ခံစားခွင့်ရောကြီးပေးရခြင်းမရှိကြောင်းသိရှိရပါတယ်ခမညာဟုတ်ကဲ့ပါခမညာကျွန်တော်တင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ဇွန်လ20ရက်နေ့မနက်ပိုင်းမှာရရှိခဲ့တဲ့ တော်လန်ရေးသတင်းတို့ပဲဖြစ်ပါတယ်ခင်ဗျာကြီးစုပေးခဲ့ကြတဲ့တော်လန်မိဘပြည်သူများအားလုံးတနေ့တာလုံးမှာအကြမ်းဖက်အာဏာသိမ်းစစ်ရှုံးကောင်စီတပ်ရဲ့ဘေးဒုက္ခပေးမှုရန်ပေါင်းမှကင်းဝေးနိုင်ကြပါစေခင်ဗျာ